အကုန်လုံးသိကြတဲ့စကားလုံးတွေဖြစ်တယ် house နဲ့ home ကအဲ့နှစ်ခုကဘာကွာကြလဲဆိုတာလေးကိုလာပြပြပြီးမှပဲဖြစ်ပါတယ်အဲစကားလုံးတစ်လုံးချင်းအပြင်ရတော့သူတို့သိကြရယ်ပေါ့နော်သုံးလဲသုံးနေကြရတယ်လွယ်လဲလွယ်ပါတယ်ပေါ့နော်အဲဒါပေမဲ့သူတို့နှစ်ခုရဲ့အဓိကကွာခြားချက်ကဆိုလို့ရှိရင်ချက်တို့ဒီ H O U S E house ကဆိုလို့ရှိရင်ကျွန်တော်ချက်တို့ဒီအဆောက်အုံပေါ့နော် building အဆောက်အုံတည်တံ့မှုပဲပြောတာပဲဖြစ်ပါတယ်ချက်တို့ဒီ H O M E home ကကြတော့အဲကိုယ့်ရဲ့စိတ်ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ပါပါတယ်အဲကိုကဒီနေရာမှာနေထိုင်ရတာကိုလုံခြုံမှုရှိတယ်တတောင့်တတရှိတယ်အဲကိုနဲ့ဒီနေရာနဲ့တင့်တော်တယ်လို့ခံစားရ တယ်ပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်ကျတော့ HOME home ကိုတွန်းရတာပဲဖြစ်ပါတယ်။အဲဒါနည်းပြောမယ်ဆိုလို့ရှိရင်တော့သူကဒီ HOME home ဒီကျတော့ဒီအဆောင်အုံနေမဟုတ်နေပဲလေ။အဲကိုကအဲ့လိုမျိုးခံစားနေရတယ်ဆိုလို့ရှိရင် home လို့တွန်းရပဲဖြစ်ပါတယ်။ကျတော့ဒီ HOUSE house ကကျတော့အဆောင်အုံတက်တက်ပေါ့နော်ဒီအိုင် building အဆောင်အုံသီးတန့်ကိုပဲ house အနေနဲ့တွန်းတာဖြစ်ပါတယ်။အားလုံးနားလည်မယ်လို့ထင်ပါတယ်။ပြီးတော့တွန်းတဲ့ပုံမှာကြွားချချက်ကလည်းကျတော့ဒီမှာဆိုလို့ရှိရင် I am in the house and I in there မှာဒါမျိုးတွန်းတယ်။ home မှာကျတော့ I am at home းမဲ့သုံးပါတယ်။ဒယ်လုံးဝထည့်ချင်မလို့ပြီးတဲ့အခါမှာ ATH နဲ့သုံးပေးရမှာပဲဖြစ်ပါတယ်။အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။တာ